ကျောင်းကြီးမှာရေဆက်ချတာ30ဆိုတာဖုံးကြီးရလေကျွန်တော်တို့30လောက်သူ့ကိုရေဆက်ချရတော့အဆင်ပြေတယ်ပြောတာဒါပေမဲ့ ဒါပေမဲ့အကျိုးအကြောင်းတိုက်ဆိုင်စွာနဲ့ကျွန်တော်က80ရေးသက်ချပြစ်ခဲ့တယ်။ကျောင်းတက်ကသိန်း80တင်ငန်းက15သိန်းဖြောပြေးကဏ္ဍဘာညာတရားထားလိုက်400ကျော်ပေါ့နော်။အလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးရင်ကြိုဆိုလိုက်ပါတယ်မို့ဒီနေ့တစ္ဆက်ပေးခြင်းတဲ့တတိလေးကတော့ဒီမိခတနခါနေပြီးတော့ကထေလူရဲပေါ့နော်ជីជីတက်လူလိုက်ခါမှာဒီဖုန်ကြီးတွေကိုသိန်း80ပဲလူပြီးတော့ဖြောပြေးပွဲငှားတယ်ဘူမတို့ဝင်ငှားတာသိန်း100ကျော်ကုန်တယ်ဆိုလို့ပေါ့နော်ဒီ wine plate နေကြတယ်ဒါကြောင့်မလို့မိခတနခါနေပြီးတော့အလှမကုန်ကြငွေအလုံးကိုတွက်ချက်ပြီးတော့ရှင်းပြနေရပဲဖြစ်ပါတယ်ဗီဒီယိုတော့မှဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ် စီတမ်းမျိုးတွေလည်းတာတုခွန်နိုင်အောင်လို့ပြလဲညောင်းလဲချက်ပဲဖြစ်ပါတယ်။မိုးဝဲဗီဒီယိုလေးကိုစောင့်နေလည်းပဲကြည့်ရှုပေးဖို့ဖိတ်ကြပါရှင့်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လေးကြည့်ရအောင်နော်။ကျောင်းကြီးမှာရေစက်ချတာ3.90ဆိုတာဖုံးကြီးရလေကျွန်တော်တို့30လောက်သူ့ကိုရေစက်ချရင်တော့အဆင်ပြေတယ်ပြောတာ။ဒါပေမဲ့ကျွန်တော်က3.90ရေစက်ချမယ်ဆိုပြီးပြောလိုက်တယ်။ဒါပေမဲ့အချိုးအချောင်းတိုက်ဆိုင်စွာနဲ့ကျွန်တော်က80ရေစက်ချပစ်ခဲ့တယ်။3.90ဆိုတာကျောင်းကိုအသက်တင် ပေးတဲ့ငွေသားကြီးပဲ3.90 ဖုံဖုံကတိတ်ခါထက်နဲ့ကထိန်တင်ကန်းပါတီတဲ့နှစ်စုံနဲ့ပြိခရာ၈ပါတီ55သိန်းလောက်ကြတယ်ကျွန်တော်ဝယ်ပေးတဲ့တင်ကန်းအကောင်းစားဒီကျွန်တော်တို့မခွေးမြို့မှာဒီတင်ကန်းဆိုင်ရှိတယ်တင်ကန်းဆိုင်မှာအကောင်းပေးဆိုတဲ့အကောင်းဆုံးကိုကျွန်တော်ရွေးပြီးတော့ကိုကတော့တာဘယ်ဟာအကောင်းဆုံးလဲကျွန်တော်ကျွန်တော်ဝန်ထမ်းတွေမေးကြည့်တယ်ဘယ်ဟာအကောင်းဆုံးလဲအကောင်းဆုံးဆိုရဲ့ဥစ္စာကိုပေးဆိုပြီးတော့ကိုကျွန်တော်ကဒုကုတ်တင်ကန်းအမှာစာတိမ်ဝင်မဲ့တင်ကန်းအမှာစာအကုန်လုံးပအောင်ထည့်တာเนาะအဲ့တော့ကြောင့်မလို့ဟိုဖုံးကြီးတွေအနေစားတာတောက်တာကိုကျွန်တော်တက်ပြပါပဲเนาะ ထုံးကြီးတက်ကအเจ้าတက်ကသိန်း80ဒီတင်ငန်းက15သိန်း okay ဖုံးကြီးတပားကို9000 9000စီရအပား80က80ဖြစ်တဲ့အတွက်ကြောင့်မလို့85လီ32မှ9 32.5ဒိန်းအဲ့ဒီမှာတော့ဘလောက်ဖြစ်သွားပြီလဲ15ဒိန်းရယ်35ဒိန်းရယ်ပေါင်းတော့90 90ရယ်80ရယ်ပေါင်းတော့100နဲ့မှ20အဲ့ဒါရယ်ဖုံးကြီးတွေကိုကျွန်တော်တို့တက်တက်ပစ္စည်းတွေဝယ်ပေးတာရှိသေးတယ်ဇလုံးနေခွက်တွေပြီးတော့လျှင်သွားလိုက်စီသွားလိုက်တဲ့ဆက်ပြာအုပ်တွေအဲ့ဒါကကြတော့တပားကိုကျွန်တော်ပြောပြမယ်နော် တပားလို့မတွက်နဲ့အကုန်လုံးပေါင်းဆိုလို့ရှိရင်ကျွန်တော် man လေးပါဝယ်လာတာ30 30ဘိုးလောက်ကြာတယ်တပတ်ဆောင်လေးပါတယ်ပေါ့နော်အာဘရေဒါပင်ထဲမှာမနိုင်လို့မထည့်နိုင်တာလည်းပါတာအောင်ဆိုတော့လေအဲ့ဒါက30 30ထားအဲ့ဒါဆိုလို့ရှိရင်130နဲ့30နဲ့ပေါင်း150ဖြစ်သွားပြီအဲ့ဒါကျွန်တော်တို့ရေဆက်ချတဲ့ပတ်ဆက်ပေါ့နော်ရေဆက်ချတဲ့ပတ်ဆက်ကတရနဲ့မှာ20โอเคကျွန်တော်ပတ်သက်ကြေးတာက30ဆိုတော့100နဲ့မှ40 တရာနဲ့မှ40အလူပွဲကြီးနေ့မှာကျွန်တော်တို့ကအဲ78သိန်းကျဲတယ်အဲ့ဒီနေ့ကမတိုင်ခင်မှာတော်တိတော်တိနဲ့ကျဲတယ်2သိန်းဆိုတော့ဟိုပါဘောနော်ဟိုတရာနဲ့မှ40တရာနဲ့မှ40ရအကျွေးမွေးက130လောက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ short တွက်ထားတာနော်130ကြပြတယ်စုစုပေါင်းလိုက်မယ်ဆို140ရ130ပေါင်း200နဲ့မှ80 ဒါ290ဆိုတာကဒီအကျွေးအမွေးရယ်ဒီဖုံးကြီးအဝါရယ်ပေါ့နော်ဖြော်ပြရေးဘာညာကတော့ကျွန်တော်တို့စုချတာကလည်းရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကရှောင်းဦးစီထည့်တယ်ဒိုးဘတ်ထည့်တယ်မော်ကွန်းခန့်လေးထည့်တယ် KB မင်းခန့်အောင်ဖွဲထည့်တယ်ဘိုးမအဖွဲထည့်တယ်နော်စောင်းပေါက်ကမှအစားကျွန်တော်တို့ဇီးအရကအောင်စုံမင်းတို့စောင်းပေါက်ကိုငှားတာဖြစ်တဲ့အတွက်ကြောင့်မလို့တူတူတန်တန်လေးလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်အဓိကကတော့ကျွန်တော်တို့ကအဲကြောင်းရည်စက်ချပြီးတော့ပျော်လဲပျော်စေခြင်းလို့ကိုဒီစီစဉ်လေးထည့်ထားတာပါတာရုခေါ်ပါအပြည့်မမြင်ပါနဲ့ အချစ်သာဝင်ပြီပါလို့နော် ဘူမောင်ငားတာဘယ်လောက်ပေးရလဲကျမတို့ပြောပေးပါပြောပေးပါနဲ့ကျွန်တော်ကိုလေမက်နေတဲ့မှာလဲလာမေးတယ်ဖုန်းနဲ့ဆက်ပြီးတော့လဲမေးချလို့ပေါ့နော်အဲကျွန်တော်တခါတည်းပြောပြမယ်နော်မဘူမောင်ငားတာကျွန်တော်တို့ကအငိမ့်ကဘူငားတာမဟုတ်ဘူးနော်ကျွန်တော်တို့ကတော့တချင်းဆိုဖို့ငားတာအဲဘယ်လောက်ပေးရလဲဆိုတော့သူ့ရဲ့ကြောက်ပရောင်းနေရနေကျွန်တော်တို့ရဲ့မခွေးနဲ့ဒီတရက်လေးပင်ချိရအောင်ကျွန်တော်22မှ5သိန်းပေးရပါတယ်ကျွန်တော်ကတော့လွန်ခဲ့တဲ့3လလောက်ကလေးရတိုင်းဘူကင်းဘူကင်းကြိုးလောက်ထားတာပေါ့နော်မဘူမောင်နဲ့ရက်မရမှာဆိုလို့ဆိုပြီးတော့ဘူကင်းလောက်ပြီးတော့ငားထားတာဖြစ်ပါတယ်အာအမ ကိုမေးကြည့်လိုက်တဲ့ချိန်မှာလည်းအမကအိုက်သေးတန်းဝင်းကျင်နေနဲ့ဟိုဘောနော်ဟိုဒီဘောနော်သူသွားရတဲ့နယ်မြေခရီးပေါ်မှာမူတည်ပြီးတော့ပဲယူပါတယ်တဲ့ဟိုလိုကြီးသိရမလားအာအဟွာမဖြစ်ပါဘူးအမအစင်ပြောင်လဲလှုပ်ပေးတယ်ကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်လဲလေအမအမကိုငှားတာတော့25တန်းကြပါတယ်အဲ့တော့မော်ကွန်းလေးကိုငှားတာမော်ကွန်းခန့်လေးကိုငှားတာမော်ကွန်းခန့်လေးလည်းအရန်တော်တယ်တိလားမော်ကွန်းခန့်လေးလည်းပွဲထင်းအရန်တော်တယ် မကွန်းခက်လေးကတော့ကျွန်တော်ကျွန်တော်သူတို့ရဲ့အဲမကွန်းလေးရဲ့ပေါက်ဈေးတော့ဘယ်လောက်လဲတော့မသိဘူးပေါ့နော်အဲမကွန်းလေးကတော့78ဒိန်း15ဒိန်းဒိန်း20အဲဝင်းချင်းလောက်တော့ရှိမယ်ထင်တယ်ခင်ဗျကျွန်တော်နဲ့ကြာတော့အမားတို့နဲ့ယင်းနီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က ကလေးကိုအဲစုချတာနဲ့ဟိုကနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့15တိတ်ပေါ့နော်အာဒါကလေးကျွန်တော်တို့ကိုလည်းဟိုအမအများကြီးကူညီဒီမော်ကွန်းလေးရဲ့အမေအများကြီးကူညီပေးရလဲပါတယ်ပေါ့နော်တကယ်နော်တကယ်အမှုပညာကြီးရဲ့တန်အောင်လုပ်ပေးကြပါတယ်တကယ်ကိုကျွန်တော်တို့အလူဆိုဝက်ဝက်ကွယ်မော်ကွန်းလေးတို့မဖို့မတို့ဝိုင်းပြီးတော့ထိမ့်ပေးကြအောင်ပေါ့နော်မင်းခတ်အောင်တို့ကီးဘုတ်ဖွဲ့ရတော့73တိတ်ပေးရပါတယ်အရန်ကောင်းပါတယ်တညအောင်လူရှင်တော့ကိုတိန်ကဲတို့ကိုချစ်ပွင့်တို့အခြေစုအများကြီးတင်ပါတယ်တကယ်ဝက်ဝက်ကွယ်အတီး မန်နဂျီတစ်ခုလုံးနဲ့ဖုန်းကြီးចောင်းကြီးတစ်ခုလုံးပြည်နေအောင်ကိုအားပေးကြတာကျွန်တော်တို့အလှူရှင်အလှူတကာထိုင်စရာနေရာလုံးဝမရှိဘူးထိုင်ကိုမကြည့်လိုက်ရတာကျွန်တော်တို့အရင်ကလေးလည်းထိုင်မကြည့်လိုက်ရဘူးပေါ့နော်အမမင်းခန့်အောင်လို့အခွေရတယ်73တိတ်ပါလူရှင်တော့အပီးစီအရန်ကောင်းအပြီးတော့လို့ရှိရင်ကျွန်တော်တို့ငားတဲ့ဆောင်းပေါက်ကတော့ဇီးအိုင်ရွာကကိုအောင်စိုးမင်းဆောင်းပေါက်ဖြစ်ပါတယ်အရန်ကောင်းပါတယ်ကျွန်တော်တို့ကတော့ အဲ तू ကလည်းအဲ့လိုပေါ့နော်ပေါက်ဈေး73ဝင်းချင်းစနစ်အဲ့အဲ့လိုလေးယူတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့เนี่ยအဲအကူကနေပြီးတော့အဲကုညီမဲမင်းခန့်ရေးတနေတဲ့သားတွေပါညာဆိုတော့ကြာတော့73သိန်းပဲယူပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်เนาะဟိုပွဲတွေလည်းအမကူအောင်ဆိုမင်းเนาะဒါကျွန်တော်ငှားတဲ့သူတွေပေါက်ဆောင်းပေါက်အရန်စင်ပြပါတယ်เนาะအခက်ခဲလုံးဝမရှိပါမင်းခန့်အောင်တို့လုံးဝအခက်ခဲမရှိလူရှင်တော်တွေအရန်ပြောရတာနဲ့တကယ်တော့ပါတယ်ထဲရเนาะဟိုတချင်းဆိုပေးတဲ့ချူးလေးမမေဘိုးဘိုးမေဘိုးဘိုးတို့ဝေဝေတို့အာကျွန်တဲ့သူတွေတကယ်အရန်ကောင်းပါတယ်လုံး ုံးဝအနုပညာဖြောပြေးရေးသမားတွေနဲ့ပတ်သက်ပြီးတော့ဘာမှပြောစရာမရှိလောက်အောင်ကိုဝက်ပွဲစီပြီးတော့ကောင်းခဲ့ပါတယ်မော်ကုန်းလေးတို့အရန်ကောင်းပါတယ်ဘာပေါ်မှာတော့အရန်ကောင်းခဲ့ပါတယ်နော်မလီကောင်းတယ်ကောင်းတယ်အတန်ဒီလည်းကောင်းနေရပဲဟာနားထောင်လို့ကောင်းဝိတာစားတိုင်းလည်းမိုက်တယ်ဆိုတာကြီးပဲပေါ့နော်ဖြစ်သွားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်တော်အမှုပညာပိုင်းနဲ့ပတ်သက်ပြီးတော့ဟိုစုချတာတွေပါတယ်ကတော့ကျွန်တော်ဘာသာကျွန်တော်ဟိုချတဲ့အပိုင်းတော့ထည့်မပြောတော့ဘူးပေါ့နော် အရှမ်းအိုးစီကမင်းအောင်စီအဖွဲရှမ်းအိုးစီအဖွဲကတော့ကျွန်တော်ကို၄သိန်းခွဲပဲယူသွားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တော့ကျွန်တော်ကတော့စုလေးတွေတော့ချပေးရပါဘောနော်အကုန်လုံးကိုဘောနော်အဲကျွန်တော်တို့ရဲ့ကထိန်အလှမားတဲ့ကုန်ကြစိတ်ဘလောက်ကုန်လဲမေးထားလို့မလို့လေကျွန်တော်ပြောပြမယ်နော်အများကြီးမကုန်ပါဘူးသူများတွေကအမလီသိန်းထောင်ချီပြီးတော့များကုန်သလားလို့ဘာညာဆိုအမလီသိန်းထောင်ချီတာကုန်တယ်ဆိုလို့ရှိရင်လေကိုမင်းခန့် ဟိုဟာပစိုးတောင်ကြံမှာမဟုတ်ဘူးဒီမဲ့မမကြီးပြောပြမယ်နော်တို့အကျွေးအမွေးရ150နဲ့130ကြာ130ပဲကျွန်တော်တို့ short တွက်လိုက်မယ်နော်ဘာလို့လဲဘာလို့အဲနင်းတို့ကတရွာတဲ့လူလာလားလို့ပြောပြမယ်ရွာနီး60လဲလာတယ်နောက်တစ်ခါကြာကျွန်တော်တို့ကကထိန်ကအဝင်းနေရဲ့ဟိုဟာပွဲကြီးနေရဲ့ဆိုပြီးနှစ်ရက်လောက်လိုက်တာပါအဲ့တော့ကြောင့်မလို့အဝင်းနေမှာလဲကျွန်တော်တို့ကရွာလုံးချွတ်ကျွေးပါတယ်အာနောက်နေ့မှာလဲကျွန်တော်တို့ကရွာလုံးကျွတ်နဲ့မြုံမိတ်ကိုကျွေးပါတယ်နှစ်ရက်ကျွေးတာပါနော်အဲ့ကြောင့်မို့တရားနှမ30ပဲထားနော်မိုင်နော်130ထုံးကြီးကိုအဲ့ ဖုံးကြီးတွေကိုမောင်လေးတို့ကဖုံးကြီးเจ้าကိုကျွန်တော်တို့ကကထိန်အလှရေဆက်ချတာ3000ပါအဲ့အတွက်200ကုန်သွားပြီမကြီး200ရဲ့ဖုံးကြီးတစ်ပါးကို9000စီရပါ80ပဲထား32မှ9သိန်း232မှ9သိန်းโอเคပစ္စည်းဘူးကကြတော့မိုက်တို့ဟိုကမန်လေးကနေဝယ်လာတာတွေကကြတော့သိန်း35သိန်းပဲထား235ရဲ့35ရဲ့ပေါင်းတော့200နဲ့မှ80ဟုတ်တယ်เนาะ280ရဲ့ဖြောပြေးကြီးကဏ္ဍဘာညာတရားထားလိုက်เนาะအဲ့ဒါ300နဲ့မှ80 380ရဲ့ဖုံးကြီးအတွက်ကျွန်တော်ဝယ်ပေးတဲ့သင်္ကန်းကမှအစเนาะဟိုဖုံးကြီးသင်္ကန်းကြီးပဲကို9တိန်းကျော်ပါတယ်เนาะအဲ့တော့ကြတော့ဟို290 380လား400ကျော်မှလို့ဆိုင်တယ်400ကျော်ပေါ့နော်အများကြီးမကုန်ပါဘူး400ကျော်ပါ900တော့မကုန်ဘူးကိုကြီးအဲ့ဒါမကုန်ပါဘူးမကုန်ဘူးဝိတ္တာစားတာတွေထဲမှာဘယ်လိုပဲပစ္စည်းတွေပါတယ်လေပါတယ်လေကိုကြီးမကုန်ဘူးလို့အဲ့ဒါကြောင့်မလို့မကုန်ဘူးအဲ့ဒီကလိုချင်နေ လေးရအောင်အော်အဲ့ဒီအင်ကြီးဘိုးတွေပါတယ်ပါတည်ရနော်အဲ့အင်ကြီးဘိုးတွေပါတယ်ပါတည်ရနော်အကဲဘာအများကြီးမကုံပါဘူးအများကြီးမကုံပါအများကြီးတော့မကုံဘူးဒါပေမဲ့ကုံတော့ကုံတယ်ကွယ်အများကြီးမကုံဘူးအဲ့လောက်ပါလေလူတွေဝဲပေးခဲ့တယ်တချို့တချို့တွေကကြတော့လေဟောဟဲကုံလားအဲ့လိုမျိုးမေးလို့လေနော်လာတဲ့သူတိုင်းကတော့ပြောတယ်ကိုကြီးဘာပြောလဲသိလားဟဲညိုနာနေပြီးရမ်းခေါင်တာပဲဓမ္မပြုတ်ခိုင်းတော့ ခံလို့ချိုးရမှုပဲများလို့လားမသိဘူးသူတို့တွေလေဟုတ်တယ်ဟိုဘယ်လိုပြောရမလဲဟိုနည်းနည်းတော့ပေါ့နော်ဟိုတော့တော့တော့ဖြစ်သေးရပါတော့တည်ရမလားအားကြောင့်မလို့အမေအဲ့လားပါနေမဲ့တချို့အစ်ကောမြို့ရလာတဲ့လူကတော့ရွာနေနေရတော့ပြောနေကြတာဟိແດ່ໃດຍິນຜູ້ຢີແທ້ຫມໍອ່າဟုတ်ແກ່ປີຕິດຍິດຕາດັ່ງຈິນເຈຊູອັນຍາອີ່ຕິມາແດ່ເນາະເຈນໍລູກໂກເນາະປີຕິດຕິດຍິດຕາດັ່ງຈິນລາແດ່ດູແດ່ອຍັງໄຈຕາເນາະຢີແທ້ຫມໍອະຕີຢີແທ້ຫມໍອະຕີກົງກົງແອຖານາບໍ່ລູດີອ່າ စနုံမကင်းတော်တော်ဆက်ကောင်းနေဟုတ်တယ်။ရွာလူနေနဲ့ကြာတော့တကယ်တကယ်အများကြီးမကုံပါဘူးเนาะကျွန်တော်တပြတ်တလောက်ပဲကုံပါတယ်။အဲကထိန်လှုပ်ချင်တဲ့သူတွေအဲမေးထားလို့ဝိတ္တာဆရာတော်ကိုချဲ့တဲ့လောက်ကုံတာပါဗျာเนาะ ဟုတ်ကဲ့ပါမြို့ရေးမွဲပြီးတော့လေကတော့ဒီလောက်ပါပဲရှိဒီမင်းခတ်တနခါကနေပြီးတော့ကထိန်လူတဲ့အခါမှာဒီဖုံကြီးတွေကိုသိန်း80ပဲလူပြီးတော့ဒီပျော်ပွဲရှင်မွေတွေငှတာသိန်း100ကျော်ကုန်လဲဆိုလို့ပေါ့နော်ဒီကိုမင်းခတ်တနခါကနေပြီးတော့ပြည်လဲရှင်းပြနေရပဲဖြစ်ပါတယ်အရင်လဲဝန်တာပီတီဖြစ်ရတယ်ပေါ့နော်ကိုကတော့ဒီလောက်ထိမလူနိုင်သေးဘူးဒါပေမဲ့သူတို့လှူတာကိုကြည့်ပြီးတော့တာရုခေါ်မိပါတယ်ကြည့်တဲ့အမျိုးတွေလဲတာရုခေါ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ခုကြည့်နေတဲ့အမျိုးတွေလဲဒီလိုမျိုးကထိန်လူမဲ့သူတွေပါလို့ရှင်တော့တည်တည်ချာချာလေးတွတ်ချက်ပြီးတော့လှူနိုင်အောင်ပြည်လဲမျှော်လဲရှင်းပဲဖြစ်ပါတယ်ဝင်ဝဲဗီဒီယိုလေးကိုအဆုံးထိလဲပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လဲမို့ ဆက်လီတရီနေပူတရာရက်ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်တက်ဆက်ပေးတတ်မှာမို့မွတ် channel လေးကို like subscribe နဲ့တာပြီးပို့တောင်းဆိုပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတား